်အလုံးမဲမင်္ဂလာပါရှင်ပရိသတ်လေးတို့အလုံးကိုချမရီယာအော်ရာကတ်တွန်ချန်နယ်လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ချမကတော့စီစဉ်တဆက်သူနန်းဖြစ်ပါတယ်ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလံကလေးတစ်ပုဒ်ကိုရွေးချယ်ပေးချင်ပါတယ်ထားချောင်းပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလံလေးရဲ့အဆုံးထိကိုချီရှုအပ်ပေးချပါအောင်နော်ငါဘာဖြစ်လို့မင်းကိုယုံကြည်မိခဲ့လဲဆိုတာငါကငါနားမလဲတော့ဘူးအခုချက်ချင်းငါရှိရထွက်သွားစမ်းအခုချိန်ရစပြီးတော့မင်းကတရားဝင်အလုပ်ဖြုတ်လိုက်ပြီး ဒါကြီးကတော့တပတ်သက်ဆန်လို့နဲ့ကျွန်တော်ပြောတော့ကောင်သူနားမထောင်သွားဘူးဒီလိုဆိုတော့လေကျွန်တော်ဒီနေရာကိုထပ်ပြီးတော့လာစရာအကြောင်းမရှိတော့ဘူးပေါ့သူလာပြီးတော့တောင်းမှန်နေဆိုရင်တော့မှကျွန်တော်ပြန်သွားမှာမဟုတ်ပါဘူးချွတ်ကိုအခုငါကမင်းကိုဘယ်ညမ်းမှမအောင်ဖွက်ထားစရာမလိုတော့ဘူးအာ ကျွန်တော်သူ့ကိုချွတ်ကိုလို့နာမည်ပေးထားတယ်သူ့ကိုကြည့်ပါဦးချစ်စရာမကောင်းဘူးလားအဲ့ဒီနေ့ကစပြီးတော့ကျွန်တော်အိမ်မှာပဲတောင်းတတနဲ့အေးအေးဆေးဆေးလေးဖြစ်သွားကြတာပေါ့ ချိုကိုလေးနဲ့အတူတူကျွန်တော်လှုပ်ချင်တာတွေကိုပဲလှုပ်ပြီးတော့အချင်းကုန်ဆုံးနေခဲ့ပါတယ်။ဘလောက်တောင်စိတ်ကြလိုက်လဲ။သူများစကားလည်းနားထောင်စရာမလိုဘူး။ဟာဟာအရှမ်းကိုအေးဆေးလို့လို့ပြင်းတော့ပြင်းလာပြီ။ဒါပေမဲ့ဒါရီကိုမလှုပ်ခင်မှာကျွန်တော်အရေးကြီးတဲ့ကိစ္စတခုလှုပ်ရအောင်မယ်။ကျွန်တော်အရှင်ကရောက်ခဲ့ပူတဲ့အရှိမှာကျွန်တော်သွားလိုက်ပါတယ်။အဲ့ဒီအိမ်ကကျွန်တော်နဲ့ရင်ဆိုင်ခဲ့ပူတဲ့ရာဇဝတ်သားရဲ့အရှိဖြစ်ပါတယ်။ကျွန်တော်သူ့ကိုလှုပ်ပေးလိုက်ပြီလို့အလုပ်ထုတ်ခံခဲ့ရတာပေါ့။မင်းဒီကနေထွက်သွားခြင်းလား။ မင်းတယောက်ထဲတော့စူးစမ်းလို့ရမှာမဟုတ်ဘူး။ငါမင်းကိုကူညီပေးစီခြင်းလား။ကျွန်တော်သူ့ကိုစစ်စေးရေးခန်းထဲမှာထိုင်ခံပြီးတော့ကျွန်တော်သူ့ရဲ့အကြွေးတစ်ခုကိုကြားလိုက်မိတယ်။သူ့မိသားစုစီကိုနောက်ဆုံးတစ်ခါတော့သွားလေခြင်းနဲ့ရက်။သူ့ရဲ့မိသားစုစီကိုပြန်သွားခွင့်မရတော့မှပဲသူကောင်းထဲမှာတွေးနေကြတာကြောင့်ပတ်စံနေပင်မလဲဆိုတာကိုလည်းကျွန်တော်မသိခဲ့ရပါဘူး။အဲ့ဒါကြောင့်ပဲကျွန်တော် Felix ကိုမပြောဘဲနဲ့သူ့ကိုကူညီဖို့ရွေးချယ်လိုက်ခဲ့တာပါ။သူထွက်မပြေးဘူးဆိုတာကျွန်တော်ကျင်းသိပေါက်သိနေခဲ့လို့ပါပဲ။ အခုချိန်ကတော့ကျွန်တော်တို့ပြန်လာခေါ်ရမယ့်အချိန်ပါကျွန်တော်အိမ်ထဲကိုဝင်သွားတော့သူစနီးကိုဖတ်ပြီးတော့သူစနီးကရွှမ်းကိုငိုနေပါတယ်သူသားလေးကိုလည်းနှုတ်ဆက်နေပြီးတော့သူ့မိသားစုကိုမှားရှာရှာရီအားလုံးသူမှနေပါတယ် brother အခုသွားရမယ့်အချိန်ရောက်ပြီနော်ကျွန်တော်တို့အိမ်ရှိကိုထွက်လာတဲ့အချိန်မှာရဲကားတွေအများကြီးကအပြင်ဘက်မှာစောင့်နေကြကြပါတယ်သူတို့အားလုံးရဲ့ခြေထဲမှာလည်း Felix ရှိနေပါတယ်ရှယ်ရီကသူ့ကိုလက်ထိတ်ခတ်ပြီးတော့ကားရဲခေါ်သွားခဲ့ကြတယ် ငါဟိုကောင်လေးကိုပြောစရာရှိတယ်။ငါရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့အတွက်မင်းကိုကျေးဇူးတင်ပါတယ်။အားလုံးထွက်သွားကြတဲ့အချိန်မှာတော့ Felix ကကျွန်တော်စီကိုချဉ်းကပ်လာခဲ့တာပေါ့။ဘက်ဆက်နေပမာဖွက်ထားလဲဆိုတာကိုတရားခံကဝန်ခံပြီးပြီးတဲ့။မင်းကသူ့ကိုကူညီပေးလိုက်တယ်လို့ငါကြားတယ်။ဒီလိုလုပ်မယ်ဆိုရင်လည်းမင်းကအစောကလေးကပြောခဲ့တင်တာပေါ့။အဲ့ဒါမှငါကလည်းမင်းနဲ့အတူပူးပေါင်းပြီးတော့ပါဝင်ပေးလို့ရမှာ။ဘာဖြစ်လို့ဒီလိုကိစ္စကိုတယောက်တည်းလုပ်လိုက်ရတာလဲ။ခမရကျွန်တော်ကိုပြောခွင့်တော့ပေးခဲ့လို့လား။ ကိစ္စရှိရဆိုရင်တော့မင်းပြောရမှာပေါ့ကျွန်တော်ဘာမှတော့မရှင်းပြခွင့်မရပဲနဲ့ချက်မတွေ့ကျင်ဘူးဆိုပြီးတော့ခမားပဲမောင်းထုတ်လိုက်တာမဟုတ်ဘူးလားကျွန်တော်ကပဲမောင်းထုတ်ခံခဲ့ရတဲ့သူပါချလိုက်ပါတော့လေဟုတ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ငါမင်းကိုတောင်းပန်ချင်တယ်ငါအဲ့ဒီအချိန်တုန်းကပြောတာနည်းနည်းလေးလွန်သွားတယ်အော်ချီတော့ခမားနားလဲသွားပြီပေါ့ခမားစီကကျွန်တော်လွတ်လပ်သွားပြီလို့တွေးလိုက်တဲ့အချိန်မှာကျွန်တော်တို့အရန်ကိုတက်တောင့်တတဖြစ်သွားတာတခြားကိစ္စမရှိတော့ဘူးဆိုရင်လည်းကျွန်တော်သွားခွင့်ပေးပါနော် ျွန်တော်လည်းဒီလိုပြောပြီးတော့သူ့ကိုထားခဲ့ပြီးလှည့်ထွက်လာလိုက်ပါတယ်။အိမ်မှာပဲထုံးစံအတိုင်းအေးဆေးလေးနှက်နေကြတာပေါ့။ဘယ်သူကမှကျွန်တော်ကိုလာနောက်ရှက်လို့မရတော့ဘူး။ဖုန်းလေးပုတ်ပြီးတော့ကျွန်တော်ကြိုက်တဲ့ရှိုးလေးတွေကိုလည်းလိုက်ကြည့်နေပါတယ်။ရှိုးတရတကားပဲတံပြီးတော့ကျွန်တော်သွားကြည့်လိုက်တဲ့အချိန်မှာ Phyllis နေကောင်းရလား။ချိုကိုလေးစီကိုငါလာလေတာ။ခွေးလေးကိုဒီတိုင်းလှထားပေးဖို့အတွက်ခင်ဗျားပဲပြောခဲ့တာမဟုတ်ဘူးလား။ဒါပေမဲ့ကျွန်တော်သိသလား။ ချိုကိုဆိုပြီးတော့သူ့နာမည်ပေးထားတာခမရကိုကျွန်တော်ပြောမိဦးထင်တာပဲခမရကဘယ်လိုလုပ်ပြီးသိနေရလဲငါမင်းကိုပြောခဲ့ပြီးသားပဲလေမင်းကြောင့်တော့ပတ်သက်ပြီးတော့ငါမသိတာမရှိပါဘူးလို့ထားလိုက်ပါတော့ထားနဲ့မင်းအလုပ်ပြန်ပြီးတော့လုပ်ချင်လားကျွန်တော်လားမလုပ်ချင်ပါဘူးဟုတ်ပါတယ်ကျွန်တော်သူ့ညင်းလိုက်ပါတယ်ဒါပေမဲ့သူကနောက်နေ့တွေမှလည်းအကြောင်းပြချက်မျိုးစုံနဲ့ကျွန်တော်အိမ်ကိုဆက်တိုက်လာနေပါတယ်ချိုကိုစီကူလာလေတာချိုကိုနဲ့လမ်းလျှောက်ချင်လို့စသဖြင့်ပေါ့ သူကကျွန်တော်ကိုအရန်နောက်ဆက်ပေးလာတော့ကျွန်တော်လည်းအလုပ်ပြန်လုပ်ဖို့အတွက်သဘောတူလိုက်ပါတယ်။ကောင်းပြီလေ။ကျုပ်ခမရုံကောင်ပြန်လာပြီးတော့ယုံတက်ပြီမယ်။အဲ့ဒါကြောင့်ကျွန်တော်အင်ကူလာတာရက်လိုက်ပါတော့။ကောင်းပြီလေ။မင်းကအထစ်လို့ပြောရဲဆိုတော့လေ။ငါကမင်းကိုအတင်းအကျပ်အလွတ်လာခံခဲ့ရမှာမဟုတ်ဘူးနော်။မင်းဘာသာမင်းဆုံးဖြတ်ချက်ချလိုက်တာ။ခင်ကအခုဆိုရင်အလုပ်ပြန်ပြီးတော့လုပ်နေပါပြီ။ကျွန်တော်ပြောခဲ့တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းအပြစ်ရှိတယ်လို့ခံစားနေရတယ်။ အဲအကြောင်းသူအလလုတ်တဲ့အချိန်မှာပို့ပြီးတော့အထောက်ပံ့ကောင်းဖြစ်အောင်ကျွန်တော်စူးစမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်။သူပြန်လာတာကကျွန်တော်တို့အံ့အားတင်စီပါတယ်။မင်္ဂလာပါလို့ဖော်ကင်မဲ့ကြီးကျွန်တော်သူ့ကိုပုံစံတစ်မျိုးနဲ့မြင်လိုက်ရတော့မျက်လုံးတွေတော့ပြူးသွားတယ်။ဝစ်ဆုံပြေးနေကြတော့မင်းအောင်မိုက်သားပဲ။အိုးကျေးဇူးတင်ပါတယ်ခင်ဗျာ။အိုးမဖြစ်ဘူး။သူငါအတွေ့တွေကိုဖတ်မိသွားလိမ့်မယ်။မြ мян ရုံကန်းကိုပြန်ပြီးတော့လှုပ်လှုပ်ရမယ်။နေပါဦး။ဘာဖြစ်လို့ငါရဲ့နှလုံးသက်ကုန်တန်းတွေကမြန်နေရတာလဲ။ ဘာဖြစ်နေရလဲဖလစ်။သူကဝစ်ဆိုပြင်းနဲ့ရမ်းမိုက်တယ်ဆိုပြီးတော့တွေးနေမိတာကကငါယူသွားပြီထင်တယ်။ဒါပေမဲ့တကယ်ကြတော့လဲတကယ်တော့လိုက်နေတာ။ဒီလိုနဲ့ပဲကျွန်တော်လည်းရုံးခန်းကိုပြန်ရောက်လာပါတယ်။အလုပ်တွေရှောက်ပြီးတော့လုပ်နေပေမဲ့ကျွန်တော်အလုပ်ထွက်တဲ့အချိန်လောက်ကတော့တိတ်ပြီးတော့အဆင်မပြေဘူးပေါ့။အိမ်မှာလိုပဲအေးဆေးဆေးလေးနားနားနေနေနေရှင်တာ။ဒီတစ်ခါတော့ကျွန်တော်နဲ့ဖီလစ်တို့အလုပ်လုပ်တာပို့ပြီးတော့အဆင်ပြေလာတယ်။ တယောက်နဲ့တယောက်နဲ့အချင်းချင်းကူညီကြပြီးတော့ကိစ္စတွေကိုကာကွယ်တဲ့ဖြည့်ရှင်းတဲ့ညမှာပို့ပြီးတော့ချောမွေလာတယ်။အောင်မြင်မှုတွေလည်းရလာခဲ့တာပေါ့။ပြီးတော့အခုနောက်ပိုင်း Felix ကကျွန်တော်နဲ့ပို့ပြီးတော့တတောင့်တတရှိလာတယ်။အရှင်တုံးကလည်းမျိုးမထမ်းမနေတော့ဘူးလေ။သူလိမ့်နေတာ။မဟုတ်ဘူး။ကျွန်တော်အမှန်တိုင်းပြောနေတာ။ကောင်းပြီလေ။ငါသူ့ထောင်ထဲပို့ပြလိုက်မယ်။ဒါကိုသူတယောက်ထွက်လုခဲ့တာမဟုတ်ဘူး။သူ့ရဲ့နောက်မှာမကာအိုကအခြေစားတစ်ထည့်တယောက်ရှိတယ်။ဟာ?မင်းကဘယ်လိုလုပ်သိတာလဲ။ အာဒီတိုင်းမဲ့ခက်မှန်းကြည့်လိုက်တာလေအာဒီလူသူ့နာမည်ကဘာပါလဲ Alice မင်းကလိမ့်နေရပဲမင်းနာမည်က Alice မမဟုတ်တာဟမ်ဒေါ်လာ90ဘီလီယံအောင်သူ့ရဲ့လျှော့အကောင့်နံပါတ်က1392380415မဖြစ်နိုင်ဘူးဒါဘလို့မှမဖြစ်နိုင်ဘူးတကယ်ကိုအထင်ကြီးလေးစားစရာပါပဲခင်ဒီဘက်ဆက်နေအားလုံးကို FBI ကိုလွှဲပြီးတော့ဘယ်ကနေရောက်လာလဲဆိုတာစုံစမ်းမှဖြစ်တော့မယ် ာဝန်ကြီးပါတယ်ခင်ကျွန်တော်တို့ဒါကတော့အေးဆေးလေးပါ စကားမဆက်ခမရလက်တွေကနျူထရီနော်အာငါငါသွားရအောင်ပါနောက်မှတွေ့မယ်နော်ဟာဖျားကြီးတိသွားတော့မလို့ငါကရောဘာဖြစ်နေရလဲစိတ်တေကိုစူးစီးထားဆန်ဖီလစ်မင်းကအခုအလုလုနေရနော်ကြားလားအရှာလုံးကအဆင်ပြေပြေဖြစ်နေတဲ့ပုံပါဒါပေမဲ့တခါတလေတော့ကျွန်တော်အထီးကျန်သလိုပဲ အလုပ်တွေကအများကြီးပုံလာတော့ကျွန်တော်နားဖို့အတွက်အချိန်တော်မရှိတော့သလိုပဲတခုရှိတာကကျွန်တော်ရဲ့လုပ်ဖို့ကိမ်းဘက်ကတော့ကျွန်တော်သတိထားနေမိတယ်ဖီလစ်ပါသူပါကြောင့်မသိကျွန်တော်ကိုခဏခဏရှောင်နေသလိုပဲအလုပ်မှာတွေ့တဲ့အချိန်နှုတ်ဆက်တော့လဲသူကျွန်တော်ကိုရှောင်နေတယ်ကျွန်တော်ရောက်လာတဲ့အချိန်ဒီမှာဆိုရင်သူကအကြမ်းပြတ်ချက်ရှာပြီးတော့တခြားနေရာကိုထထွက်သွားတယ်ကျွန်တော်နဲ့စကားပြောရမှာဆိုလို့ဆိုပြီးတော့သူအလုပ်ကိုတော့ဆောဆင်းသွားတာလေကျွန်တော်နှစ်ယောက်ကြားထဲမှာပို့ပြီးတော့အဆင်ပြေလာပြီလို့ကျွန်တော်ထင်ထားတာ မိတ်ဆွေဒါမှမဟုတ်လုပ်ဖို့ကံပတ်တီဖြစ်လာကြပြီပေါ့ဒါပေမဲ့အခုကျတော့ဘာမှမဟုတ်သလိုပဲသူ့ပုံစံကစီကန်းတက်ချက်ပြီးတော့အလုပ်သဘောရပဲဆက်ဆံနေသလိုပဲတခြားသူတွေနဲ့လည်းဘယ်သူနဲ့မှရင်းရင်းနှီးနှီးမနေနေဘူးဘယ်လိုတော့ထိုးစမ်းတဲ့သူလဲအဲ့ဒီနေ့ကကျွန်တော်ရုံးခန်းထဲမှာထိုင်ပြီးတော့ကျွန်တော်ကိုပေးအပ်ထားတဲ့အလုပ်တွေကိုတာဝန်ချေပြအောင်ထမ်းဆောင်နေပါတယ်ဟာလောက်ဆရာတွေကလည်းအများကြီးကြံနေသေးတယ်အကျော်တွေလည်းတက်လာပြီးတော့ကျွန်တော်ခဏလေးအိပ်ပျော်သွားပြတာပေါ့ အချင်းမှုတို့ဖြစ်နေတဲ့အချိန်တစုံတစ်ယောက်ကကျွန်တော်အခန်းထဲကိုချင်းပလာတဲ့အခြေအနေကျွန်တော်ကြားလိုက်တယ်။ "तू အိတ်နေရလား?" "Felix လား?""ဒီအပိုင်း तू အလုပ်တွေအများကြီးလုပ်နေရတဲ့ပုံပဲ။ဒါပေမဲ့ဘာလို့လဲ?အိတ်ပျော်နေရတော့မှဘာဖြစ်လို့အဲ့လောက်တောင်ချစ်ဖို့ကောင်းနေရတာလဲ?"ကြည့်ပါဦး။ခွေးပေါက်လေးကြာနေရပဲ။ဟာ?ဒီလူပါရီတွင်းနေရလဲ?"ဘာဖြစ်လို့ငါရရင်ခုံတန်းကရောထွက်ပြီးတော့မြန်ဆန်လာရတာလဲ?"သူနဲ့နီးကပ်လိုက်တဲ့အချိန်တိုင်းငါအမြင်နဲ့ဒီလိုမျိုးဖြစ်နေတာ။ ပါကျွန်တော်အရန်လန်သွားပြီးတော့ထရလိုက်တယ်။ခေါင်းကိုထားလိုက်တဲ့အချိန်မှာအသူကလည်းခေါင်းငေါက်သားနဲ့ကျွန်တော်တို့နှစ်ယောက်နှက်ခမ်းခြင်းကမတော်တဆထိသွားခဲ့တာပေါ့။နေရခတ်သွားခဲ့ကြရယ်။ဟေးမင်းတို့နေပြီလား။ကျွန်တော်ကတော့မေးရမှာပါ။ဘာလို့ခမည်းဒီမှာလာပြီးတော့ရက်နေရလဲ။ပြီးတော့ခမည်းတွေးခဲ့တာကရှ်ဘာမှမပြောလိုက်နဲ့။ငါသွားရမယ်။နှုတ်ဆက်ခဲ့ပါရယ်။ထုံးစံတိုင်းစင်ကြီးပေးပြီးတော့ကျွန်တော်ကိုရှောင်ထွက်သွားပြန်ပါရယ်။ထူးဆန်းလိုက်တဲ့သူ ူတွေးတော့တဲ့အကျိုးတွေကဘာတွေလဲအဲ့ဒီနေ့ကအဖြစ်ပြက်ပြီးတဲ့နောက်ကျွန်တော်ခင်းရှိမှာအရင်ရှက်နေခဲ့ပါတယ်အရှင်ကထပ်ပို့ပြီးတော့တော့မှကျွန်တော်သူ့ကိုပို့ပြီးရှောင်လာပါတယ်ကျွန်တော်သူ့အနာကိုရောက်တဲ့အချိန်နေဆိုရင်အလုပ်ကိုပို့ပြီးအာရုံစိုက်တယ်အရှာလုံးကပုံမှန်တိုင်းမဲ့လိုမျိုးကျွန်တော်စူးစမ်းခဲ့တာပေါ့ဒါပေမဲ့ဒီရဲ့ပိုင်းလဲခင်းကနည်းနည်းထူးဆန်းတဲ့အဖြစ်မှုတွေကိုပြုမှုနေပါတယ်သူရုံးစင်တာအရင်ဆောလုံးနေတယ်တခါတလေချိုကိုကနေမကောင်းလို့ဆိုပြီးတော့ဆောဆင်းသွားတယ် တခါတလေချုပ်ကိုကာကွယ်ဆေးသွားထုတ်ဖို့ဆိုပြီးတော့ယုံစင်းသွားတယ်။တခါတလေသူ့အစာကျွေးဖို့ရက်အဲ့လိုယုံစင်းသွားတဲ့အချိန်ဒီမှာတော့သူကတကကိကနဲ့ရှည်သွားသေးတာ။ဒါတကယ်ကိုထူးဆန်းလိုက်တာ။အဲ့ဒါကြောင့်ဘာဖြစ်နေလဲဆိုတာကိုအချိန်ဒီသိရအောင်လို့ကျွန်တော်စုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။တရက်သူယုံစင်းသွားတော့ကျွန်တော်သူ့နောက်ကလိုက်တာပေါ့။ခဏကြာတော့သူတနည်းမှရက်သွားတယ်။ငါသိတယ်ငါချင်းတဲ့အတိုင်းပဲ။သူကကာစီနိုယုံကိုရောက်နေတာ။ ဟာဒီလိုမကန်စားရတာဘလောက်တောင်ကြာပြီလဲဒီရတာလေးကိုနွမ်းနေရတာဒီနေ့တော့လူတွေအားလုံးကငါစီမှာရှုံးစီရမယ်ကျွန်တော်ခင်းရက်လက်ကိုဆွဲပြီးတော့ခေါ်လာခဲ့တယ်ငါနောက်ကိုလိုက်ခဲ Phyllis ပြောတော့ချုပ်ကိုနေမကောင်းလို့ဆရာဝန်နဲ့တွားပြမှာစို့မင်းဘာဖြစ်လို့ဒီလိုနေပြောရတာလဲအာတကယ်တော့ကျွန်တော်လည်းမလားတာကြတော့ခဏတစ်ဖြုတ်အပြင်းပြလာကစားတဲ့သဘောပါမရှောက်ထက်ကတရားမဝင်ဘူး မင်းရဲ့စိတ်ဖက်နိုင်တဲ့စွမ်းအားကိုတခြားမကောင်းတဲ့နေရာတွေမှာအသုံးမပြုဘူးလို့ငါတို့ကိုဂတိပေးထားပြီးသားမဟုတ်ဘူးလားစာချုပ်ထဲမှာတော့မလက်မှတ်ထိုးတာလားမင်းမသိဘူးလားဒါပေမဲ့တပွဲလောက်ပါပဲဗျာမရဘူးဟာပြင်းစရာကြီးကျွန်တော်ကုမ္ပဏီကအားလိုက်ရကြရင်ရုံးပိတ်မယ်ဆိုပြီးတော့တည်င်းနေထွက်နေတယ်တကယ်တော့ကျွန်တော်ကအားလိုက်ရတီကိုမုန်းတယ်ဗျအားလိုက်ရတီမှာဆိုရင်ကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့ပဲရှိတာလေဝင်ခဲ့ပါ Phyllis ဒီအားလိုက်ရမှာမင်းပါလုံးမယ်လို့စိတ်ကူးထားလိုက်။ငါလည်းမသိဘူးလေ။ငါသွားများတာဒါမှမဟုတ်အားလိုက်ရတစ်ခုလုံးကိုအရှင်အိတ်နေမှာပေါ့။အိုးငါများမယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းတာပဲ။ဘသူနဲ့သွားမှာလဲ။ငါကြောက်သေးပဲလေ။ဘာဖြစ်လို့လဲ။အာစိတ်မရှိဘူးဆိုရင် ကျွန်တော်ခင်ဗျားနဲ့လိုက်ခဲ့လို့ရလား။မရပါဘူး။ငါတော့စိတ်ရှိပါတယ်။အာအမှန်တမ်းပြောရင် ကျွန်တော်အရန်ကိုအထီးကျန်နေလို့ပါ။ညတွေအများကြီးတယောက်တည်းပဲနေခဲ့ရတာလေ။ ဘာကိုပဲလုပ်လို့ကျွန်တော်တယောက်တည်းပဲလုပ်ခဲ့ရတယ်။ဒါတော့မကြခင်ကမှချိုကိုဆိုတဲ့ကောင်းလေးတယောက်နဲ့တငယ်ချင်းဖြစ်သွားတာ哦။အခုကျတော့ तू ကနေမကောင်းဖြစ်ပြီးတော့ဆေးရုံတက်နေရတယ်လေ။ဒါပေမဲ့ခမရကမသွားချင်ဘူးဆိုမှတော့လေကျွန်တော်မသွားတော့ပါဘူးလေ။နှစ်တွေအများကြီးလဲအထီးကျန်နေခဲ့ပြီးပြီဆိုတော့ဒီအားလိုက်ရလေအတွက်ကတော့ကျွန်တော်တည်းဘာမှမဟုတ်တော့ပါဘူး။ရပါတယ်လေ။ချီကောင်ပါလဲဟာ။ကောင်းပြီလေ။ဒါဆိုမနေ့ဖြစ်မနေ့9နာရီထနိုင်လား။ဒါပေါ့ထနိုင်ပါရဲ့။ ဒီလိုနဲ့ကျွန်တော်တို့နေရာငါးတူသွားမြနေခဲ့ပါတယ်။ဟာအဲ့တော့အင်းငိုင်လာပြီ။ငါးတာမြနေတာသူကဘာမှလည်းမပြောဘူး။ဝေါ့။ထင်ကြီးဖို့တော့ကောင်းသားပဲ။သူ့ရဲ့မျက်နှာမှာဘာခံစားချက်ကိုမှမတွေ့နေရဘူး။အဲ့ဒီလိုမျိုးခံစားချက်မရှိတဲ့မျက်နှာနဲ့ပဲမွေးဖွားလာခဲ့တာလားမသိပါဘူး။ဘာလို့ငါ့ကိုလာကြည့်နေရလဲ။သဘောကျလို့လား။ဘာကျွန်တော်ကဒီတိုင်းလေးပဲကြည့်ချင်အောင်နော်။ခမရအမြဲတမ်းဒီလိုမျိုးငါးမြနေကြလား။ ခဏခဏတော့လည်းမဟုတ်ပါဘူး။သွားမြရင်လည်းတယောက်တစ်ဖက်သွားတာများတယ်။ငါမြရတာကငါရဲ့အတွေ့တွေကိုပို့ပြီးတော့အယုံစုဆိုင်မှုကောင်းစီတော့လေ။ဒါဆိုတယောက်တည်းရှိနေတဲ့ချိန်ဒီမှာဘာတွေတွေးပြလဲ။ဘာမှတူတူစစမတွေးဖြစ်ပါဘူး။ဟာထူးဆန်းလာကြလား။အချစ်ကြောင့်နေပါရောစိတ်ဝင်စားဘူးလား။ခမရတွဲခဲ့တဲ့သူကဘယ်နှယောက်ရှိသွားပြီလဲ။တယောက်မှမရှိဘူး။ကိုပတဲ့ကိုပဲအလုံများနေတာ။မဖြစ်နိုင်တာ။ရုံးပါဆိုရင်ခမရကလည်းမေ့ကြီးပဲဦး။ ေစာပေါက်တရရောက်ကတော့ခမရောက် ECG လာလောက်ကြမှာဓမ္မမဟုတ်ဖွင့်ပြောတာမျိုးလည်းရှိမှာပဲဦးငါမြရောက်ကိုပဲအာယုံဆက်လို့မရအောင်လားအဲ့ဒီခိုက်တက်မှာကျွန်တော်သူ့အတွေ့ကိုဖတ်လိုက်ပါတယ်သူတကယ်ပဲဘယ်သူနဲ့မှမတွေ့ခဲ့ဘူးပဲဒါပေမဲ့ Phyllis ကျမရှင်သဘောကျတယ်ရှင်ကျမနဲ့တွေ့နိုင်မလားယင်မင်းကထိပ်ပြောင်းလုံးနဲ့လေစပင်ပေါက်နိုင်မဲ့နီလန်းတွေကိုငါရှာတွေ့ထားပါတယ်အဲ့ဒီ product လေးတွေစမ်းသုံးချင်တယ်ဆိုရင်လည်းငါမင်းကိုပေးနိုင်ပါတယ်ဘာပြောရဲ့ ခမရတို့အဲ့ဒီလိုညင်လိုက်တာလားတကယ်ကြီးလားဘာအော်အဲ့ဒါကြောင့်အခုလိုမျိုးတယောက်တည်းအထီးချန်နေရတာကိုဟဲ့မင်းကဘသူကငါရဲ့အတွေ့တွေကိုဖတ်ခိုင်းထားလို့လဲအိုး sorry ပါနော်အခုချိန်ကအလုံးမမမဟုတ်တာကျွန်တော်စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိရမဟုတ်ဘူးလားရုံးကမှာတော့မှမင်းငါရဲ့အတွေ့တွေကိုဖတ်လိုက်သေးတာပဲလေမဟုတ်ဘူးလားအာအဲ့ဒီတော့ကလားအာအဲ့ဒါက အဲ့ဒီနေ့ကရွှေကန်းထဲမှာမင်းကိုချစ်ဖို့ကောင်းတယ်လို့ခံစားမိနေတာအမှန်ပဲသူကအတွေ့အကြုံကိုတွေးလိုက်ပြီးတော့ကျွန်တော်ကိုလှမ်းကင်လိုက်တယ်ညလုံးကိုတိတ်တိတ်ကြိတ်ခိုင်းနေပြီးတော့သူအနားနီးကပ်လာပါတယ်ကျွန်တော်တို့နှစ်ယောက်နန်းတော့မလို့ဖြစ်သွားတဲ့အချိန်မှာပဲရုတ်တရက်ဖုန်းဝင်လာခဲ့တာပေါ့ကောင်းပြီအခုချက်ချင်းကျွန်တော်လာခဲ့မယ်ငါသွားရမယ်နောက်နေ့မှပဲတွေ့ကြတာပေါ့ဟုတ်ကဲ့ကောင်းပါပြီအဲ့ဒီနေ့ကကျွန်တော်စိတ်ထဲမှာနည်းနည်းရှုပ်ထွေးနေပြီးတော့အိမ်ပြန်လာခဲ့ပါတယ်ဘာကြီးလဲ ဖီလစ်ကငါ့ကိုသဘောကျနေရလားပြီးတော့ငါတို့နမ်းမိမလို့လည်းဖြစ်သွားသေးတယ်မင်းရောအဲ့ဒီလိုပဲတွေးတာလားချုပ်ကိုဖီလစ်ကမင်းရဲ့အဖေလိုပဲလားဟုတ်လားအာမဖြစ်ဘူးငါမျက်နှာရည်အခုနီးနေပြီနောက်နေ့ကျရင်ကျွန်တော်သူနဲ့ဘယ်လိုဆုံးရမလဲလို့တွေးနေမိပါတယ်ကျွန်တော်သူ့စကားတော့စပြီးတော့ပြောရလောက်ဘူးဆိုရင်ပူပန်နာထက်ကိုပို့ပြီးတော့ဆေးလုံရှာရနဲ့အတိချင်းစိတ်ကပုံများနေပါတယ် ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနေ့ကလေးက तू ကျွန်တော်ကိုဆက်သွယ်မလာဘူးလေ။ तू ရှိနိုင်မယ့်နေရာတွေကိုလည်းကျွန်တော်သွားကြည့်သေးပါရဲ့။ဒါပေမဲ့မတွေ့ခဲ့ရဘူး။ဒါပေါ့သူ့အိမ်ကလည်းဘာမှမသိတော့ကျွန်တော်သူ့ကိုဆက်သွယ်လို့မရနိုင်ဘူး။ကျွန်တော်သူ့ကြောင့်နဲ့ပဲကျွန်တော်ရဲ့အားလိုက်ရတွေအကုန်လုံးကစိုးရိမ်ပူပန်စွာနဲ့ဖျက်ဆီးနေကြရပါရဲ့။ချုပ်ကို तू ဘာဖြစ်နေရလို့မင်းထင်လဲ။နှစ်ပြန်ကြရင်တွေ့မယ်ဆိုပြီးတော့ तू ငါ့ကိုဘာမှဆက်သွယ်မလာဘူးလေ။ तू ဘယ်ရောက်နေနိုင်လဲ။ ဒီလိုနဲ့ပဲအားလိုက်ရကုန်သွားပြီးတော့ကျွန်တော်တို့ရုံတက်တဲ့နေ့ကိုပြန်ပြီးတော့ရောက်လာပါတယ်။အခုချိန်ကြီးတော့ Felix ကိုမတွေ့ရသေးပါဘူး။ Felix အကြောင်းတခြားသူတွေကိုလိုက်ပြီးတော့လဲသူတို့ကမသိချဘူးတဲ့။ကျွန်တော်ရဲ့ကဘာရဲကနေသူရုတ်တရက်ကြီးထွက်သွားသလိုခံစားရတယ်။အလုတ်ထဲမှာလည်းအာယုံမရတော့ကျွန်တော်ရဲ့အလုတ်တွေကပို့ပြီးတော့ဆိုးလာတယ်။ခံစားချက်တွေကလည်းမကောင်းနေဘူးလေ။ကျွန်တော်ဘုတ်ကိုအဲ့ဒီလောက်ထိသူကလွှမ်းမိုးသွားနိုင်မယ်လို့ကျွန်တော်တကယ်မထင်ထားခဲ့တာ။ ဖေးနာမှာရှိနေရင်းနဲ့ကနေရုတ်တရက်ပြောက်ွယ်သွားတယ်ဆိုရဲလက်ဟောက်မှုကဘာနဲ့မှလဲလို့မရနေတဲ့အရာဖြစ်ပါတယ်။ဒီလိုနဲ့၃လကြာသွားပြီးတဲ့နောက်မှာတော့ထက်ထက်ပါအောင်ခင်ဗျားကဒီလောက်နဲ့ပဲတက်တီတွေကုံသွားပြီလား။ကျွန်တော်ရဲ့အထီးကျန်မှုကိုခံနိုင်ရင်မရှိတဲ့အဆုံးမှာတော့ကျွန်တော်အလုပ်ကထွက်လိုက်ပါတယ်။အခုတော့ပြန်လွတ်လပ်သွားပြီဆိုတော့ကျွန်တော်ဘာပဲလုပ်လို့ရပြီလေ။ပြင်းစရာကောင်းလိုက်တာဒါရီကစားတာတော့မှပြောဖို့မကောင်းနေတော့ဘူး။တခြားသူတွေရဲ့အကျိုးတွေကလည်းအရန်ကိုရိုးရှင်းနေလို့နဲ့ ငါမင်းနဲ့တူတပွဲလောက်စင်ခိုးလို့ရမလား Felix ထပ်မဲ sorry ပါနော်နှုတ်တော်မဆော့ဖက်နဲ့ရုတ်တရက်ထွက်ခွာသွားတဲ့သူတွေနဲ့ကျွန်တော်စကားဆက်ပြီးတော့ပြောချင်လို့ပါကျွန်တော်ဒီလိုပြောပြီးတော့ကစားရုံထဲကနေလှည့်ထွက်လာခဲ့ရယ်ဟေး K Neo မင်းပါလို့ခမ ्या ကျွန်တော်ပွားရဲကထွက်သွားပြီလို့ကျွန်တော်ထင်ထားတာလေခမ ्या ကိုကျွန်တော်ထပ်မဲတွေ့ရတော့ဘူးလို့ကျွန်တော်တွေးထားတာခမ ्या ကိုကျွန်တော်စိတ်ပူနေပြီးတော့နေရာတိုင်းမှာလိုက်ရှာနေခဲ့ရတယ်ဆိုတာသိရလား ကိုကိုတောင်းမှမရခင် project တစ်ခုကိုရုတ်တရက်ကြီးသွားလိုက်ရလို့ပါအဲ့ဒီ project ကလည်းမင်းကိုပြပြလို့မရတဲ့ project ဖြစ်နေကြလို့ဒါပေမဲ့မင်းကိုတခုတီးထားစေချင်တာကငါမင်းနာကနေဘရမပြောက်ကွက်မသွားတော့ဘူးနော်လက်ပြန်ကြရင်တွေ့မယ်ဆိုတဲ့ဂတိကိုမတီးပေးခိုင်းနိုင်တဲ့အတွက်မင်းကိုထပ်ပြီးတောင်းမှရှင်ပါခင်ဗျားကျွန်တော်ဆေးဆိုးပြီးတော့ထွက်သွားတယ်လို့ကျွန်တော်ထင်နေတာမဟုတ်ပါဘူးငါအစကနေအဆုံးထိပြန်ပြီးတော့စဉ်းစားပြပါပြီမင်းတို့တော့ ငါးဆီးတစ်ခုလိုမျိုးဆွဲလက်မိသွားတဲ့အချိန်နဲ့မင်းပါရီလုံနေမလဲဆိုပြီးတော့မင်းစောင်းတွင်းနေမိပြီးတော့မင်းကိုအမြဲတမ်းတတိယနေပြီးတယ်လေငါမင်းနဲ့ပြန်ပြီးအစဉ်ပြေအောင်ကြိုးစားဖို့အတွက်အခွင့်အရေးလေးများရှိနိုင်မလားရှာတာပေါ့အဲ့ဒီနေ့ကမပြပြလိုက်တဲ့ကိစ္စကိုပြန်ပြီးတော့အဆုံးသတ်လိုက်ရင်ရော အခုချက်ချင်းကျွန်တော်အတီးပြုတ်ကြည့်ချင်ပါတယ်ဒီလိုမျိုးလားဟုတ်လားဒီလိုပြောပြီးတော့သူ ကျွန်တော်ကိုနမ်းလိုက်တယ်လေခင် မင်းနဲ့ကိုနဲ့ပို့ပြီးတော့တယောက်ချောင်းတယောက်တိအောင်လို့အချိန်ပို့ပြီးယူကြမလားဒီလိုနဲ့အချိန်နည်းနည်းလေးကြာသွားခဲ့ပါတယ်ဒီဘက်ကိုနည်းနည်းလောက်တိုးပါအောင်ဒီလိုမျိုးလားမဟုတ်ဘူးမဟုတ်ဘူးအောက်ကိုပြောတာအာဟုတ်ပြီကွက်တီပဲအဲ့တိုင်းလေးပဲချိန်ထားလိုက်တော့လေကျွန်တော်တို့ဒီလောက်ထိလုံနိုင်ခဲ့တဲ့စရာကိုပြန်ပြီးတော့တွေးကြည့်လိုက်တဲ့အခါတိုင်းကျွန်တော်အယဉ်ကျေနပ်ရပါတယ်အဲ့ဒီနေ့ကအကိုသာကျွန်တော်ကိုဝန်မခံခဲ့ဘူးဆိုရင်ဒီလိုနေ့ကရှိလာမှာမဟုတ်ဘူးလေ ဘသူကဝန်ခံခဲ့လို့လဲမဖြစ်နိုင်တာနော်မင်းကသာကိုယ့်ကိုစိတ်ဝင်စားရဆိုပြီးတော့အရင်ဆုံးလက္ခဏာပြခဲ့တာမဟုတ်ဘူးလားအကိုပဲအကိုရဲ့ခံစားချက်တွေကိုကျွန်တော်စီဝန်ခံခဲ့တာလေမဟုတ်ဘူးလားဒါပေမဲ့မင်းကအရင်ဆုံးစပြီးချင်းခတ်ခဲ့တာပါနော်ဟာအကိုကကျွန်တော်ကိုအချိန်ကြာကြီးကြိုက်နေခဲ့တယ်ဆိုတာကိုကျွန်တော်နားလည်သွားတာလေအကိုရဲ့အတွေးတွေကိုကျွန်တော်ဖတ်လိုက်တာပဲကိုမဟုတ်ဘူးလားဒါအောင်ရင်းချစ်တဲ့ရုပ်တရက်သူကျွန်တော်ကိုဆွဲနှမ်းလိုက်ပြန်ပြီ ကောင်းပါပြီ အကူကပဲမင်းကိုအရင်စားချစ်ခဲ့တာနော်ဟုတ်ပြီလားဒီနေ့ဒီချိန်အထိကိုနာမှရှိနေပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဖီလစ်နဲ့ကျွန်တော်တို့သုံးနှစ်တာတွေ့ကြပြီးတဲ့နောက်မှာတော့လက်ထပ်ဖြစ်ခဲ့ကြပါတယ်ဟုတ်ပါတယ်ဖီလစ်ကပဲသူ့အတွေ့အကြုံကိုဖတ်နိုင်အောင်လို့ကျွန်တော်ကိုပြပြပေးခဲ့တာပါ သူကရင်လည်းကျွန်တော်ကိုသဘောကျနေရလေဒါကြောင့်ပဲကျွန်တော်တို့အခိုက်အတန့်ကိုအတူတူဖြတ်သန်းခဲ့ကြပြီးတော့အတူတူရှင်မောခဲ့ကြပါတယ်ကျွန်တော်တို့လိုမျိုးပြောရှင်စရာဇာလန်လေးတွေလည်းအများကြီးနောက်ထပ်ရှိအောင်ပဲထင်ပါတယ် အဲ့ဒါကြောင့်ဆက်မြုပ်ပြီးတော့အားပေးကြပါအောင်နော်